2025ခုနှစ်ဟာလာလီလာပိုင်းတနင်္ဂနွေသာသမီများနဲ့ပတ်သက်ပြီးတော့တလတာဟာလာဟောလောကချမ်းသာရေရာများကိုစတင်ပြီးတော့တင်ပြပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါဗျာကြာညင်းမြန်မာပြည်ပါကျွန်တော်ရိုးအပ်ဘော်ချန်နယ်ရဲ့လေးလာပိုင်းပေါ့ဗျာလေးလာပိုင်းအတွက်2025လေးလာပိုင်းเนาะလေးလာပိုင်းအတွက် ဒီနေ့ကနေသားသမီးနဲ့ပတ်သက်တဲ့ကံကြမ္မာများကိုစတင်တင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာအဲဒါကြောင့်2025ခုနှစ်ဟာလာလေးလပိုင်းဒီနေ့ကနေသားသမီးများနဲ့ပတ်သက်ပြီးတော့တလားသာအဲ့ဒါဟောဘလောကချမ်းသာရေရာများကိုစတင်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီကျင်းကတော့အိုးရင်လောက်ကနေပတ်သက်တဲ့ဒီနေ့ကနေသားသမီးကအားကောင်းတယ်ဗျာအိုးသည့်အိမ်သည့်လုပ်ငန်းသည့်စနစ်တဲ့လူတွေအစ်စ်တွေတစ်တွေတည်ဆောက်နေတာဖြစ်တဲ့အတွက်ဒီချိန်မှာတနင်္ဂနွေသားသမီးဟာအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်နဲ့ပတ်သက်တဲ့ကိစ္စမှာဘာမှသိစင်းသားမနေနဲ့လုံလုံမယ်လို့တာအတွက် အဲ့ခမရလှုပ်ချင်းနေအိုးရင်လှုပ်ခိုင်းနေပတ်သက်တဲ့ခမရစိတ်ထဲမှာတခုခုလှုပ်ချင်းနေတခုခုလိုချင်းနေတခုခုရကျင်နေခမရရကျင်နေလိုချင်းနေကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စခမရတီချမိမိရတီချဆူတောင်းသွားမှာဗျာခမရမှာခမရမှာညံ့ခဲ့တဲ့လွန်ခဲ့တဲ့လာပေါင်းပြောရင်တော့ကျွန်တော်တို့17လ17လောက်ညံ့ခဲ့တဲ့ကိစ္စဒီချိန်မှာခမရအဆုလိုက်ပြုံးလို့ရမှာပဲဒါကြောင့်ဒီချိန်မှာဘာဖြစ်ဖြစ်ခမရရဲတင်းညာတိန်လဲတိပေါ်ဗျာမသေးတော့လေရှင်းပါပဲခမရမသေးမဲ့ထဲမှာမပါဘူးရှင်းပါ ဒါကြောင့်တနင်္ဂနွေသားသမီးအားလုံးတို့ဒီဒီချိန်မှာလေးလပိုင်းမှာတော့တခုခုနဲ့ပတ်သက်တဲ့ကိစ္စမှာလိုချင်တက်မှတ်တဲ့စိတ်နဲ့တခုခုနဲ့ပတ်သက်တဲ့အောင်မြောင်လုပ်မယ်ဆိုတဲ့စိတ်တခုတာမွေးလိုက်စမ်းပါခင်ဗျအဆင်ပြေသွားပါလိမ့်မယ်အဆင်ပြေနေတဲ့တနင်္ဂနွေသားသမီးတွေကတော့ဘာမှမလုပ်ဘူးနဲ့ကျွန်တော်တို့လောကချမ်းသာရေရာအရာပြောလို့ရှိရင်တော့ယာဥတော့အနောက်မြောက်တော့လှဲ့အဲ့တော့လက်ဖက်ကြီးလေးဆိုရင်ရှေးပေါ့ဗျာဇုံလေးတစ်စုံတော့ခင်ဗျဖြော်ဖြော်ပြီးမှလက်ဖက်တော်ကလေးလည်းဖြော်လို့ရတယ်ဆိုင်မှာလည်းဝယ်လို့ရတယ် ပြီးမှဇွန်လေးတက်တက်ပြီးဇွန်လောက်တော့ပြီးလို့ဆူတောင်းလိုက်သမှာဗျာတင်းငွေနေသားသမီးများပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒါကြောင့်တင်းငွေနေသားသမီးတို့ဒီရာဟုတောင်းအနောက်မြောက်တောင်းကိုလှည့်လပိတ်လေဇွန်လောက်တော့ပြီးလို့ဆူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့အလုပ်ကိများအိမ်နဲ့ပတ်သက်တဲ့ကိစ္စများအလူဒါနနဲ့ပတ်သက်တဲ့ကိစ္စများနော်အတော့နိုင်ငံညာနဲ့ပတ်သက်တဲ့နှိနေဆက်သက်တဲ့လုပ်ငန်းများပိတ်ဆို့နေတာအများဆုံးတွေ့ပြီးပြဿနာများကင်းရှင်းပြီးတော့အလုပ်ကိုင်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ရဲတင်းနေနေတာ စုတောင်းလိုက်ကြမှာဗျာခမစုတောင်းပြီးတဲ့အချိန်ရဲ့ကျွန်တော်တို့ဆိုရင်နိုင်ပိုင်းဆိုလို့ရှိရင်၃နိုင်ရအဖြစ်ပြောရင်၂ရက်နောက်ကြရင်၈ရက်ဒါမှမဟုတ်၁၂ရက်လောက်တွင်ခမမှာပိတ်ဆိုနေတဲ့အဝင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်တနင်္ဂနွေသားသမီးအားလုံးတို့ဒီလောကချမ်းသာရေရာအရာပြောရင်တနင်္ဂနွေတအန်းရာဟုတောင်းအနောက်မြောက်တောင်းကိုလှည့်ပြီးမှခမလက်ပိတ်လေးသွန်းတော့တောက်ပြီးစုတောင်းမယ်ဆိုလို့ရှိရင်တော့ဒီလေးလပိုင်းအတွဲမှာတော့ပိတ်ဆိုနေတဲ့အဝင်လောက်ကိုင်းများ ိတ်ဆူနေတဲ့အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ပွင့်လန်းမှုများအ мян သောအစဉ်ပြေမာပြီးဖြစ်ပါကြောင်းလောကချမ်းသာရေရာများတနင်္ဂနွေသားသမီးအတွက်တင်ပြပေးလိုက်ပါရဗျာအတနင်္ဂနွေသားသမီးရဲ့ဒီဘက်မှငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာကျွန်တော်တို့ကဒီလေးလာဘက်မှာအဲကျွန်တော်ကတကြံဟိုဘက်အကူပြောင်းနေဖြစ်တော့နှစ်တနေ့ရဲ့အကူပြောင်းနေလည်းဖြစ်ပါတယ်ဒီချိန်မှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာတိုက်တဲ့ရောက်ပြီးတော့ဒီ15ရက်ကျော်တဲ့အခါမှာကျွန်တော်တို့ဘာလို့ဖြစ်မလို့ဆိုတော့ဥတီကိုရောက်မှာဖြစ်ပါတယ် အဲ့လိုမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ဒီချိန်မှာတက်တဲ့ရောက်နေတဲ့ခုခုကျွန်တော်လေးလပိုင်းအစတွေမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီပြတ်တောက်မှုငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်မှုငွေကြီးနဲ့ပတ်သက်တဲ့ကြံ့ကြံ့မှုတွေဖြစ်ပြီး15ရက်ကျော်သွားတဲ့ချိန်မှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာပုတိသဘောမကျော်တော့ကျော်တော့ပုတိတူးမရှိအထုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်အဲ့ဒါဘာတစ်ပိုင်းငါးတစ်ပိုင်းပေါ့ဗျာအစပိုင်းမကောင်းမွဲနဲ့အဲ့15ရက်ကျော်သွားရင်တော့ကောင်းမွဲဆိုတဲ့သဘောဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အစဉ်ပြေးကြတဲ့တင်းနေငွေသားသမီးအားလုံးတို့ဒီဘာမှမလိုပေမဲ့လို့ ငွေကြီးနဲ့ပတ်သက်တဲ့လူကနေတဲ့တင်းငွေကြီးတာသမီအားတင်းလာအရှိရကိုလှက်ပြီးတော့လောကချမ်းသာရေရာများရတာဘုနာလက်ဖိတ်လေးကိုတစုံလုံးတော့အလွယ်ဆုံးကတော့ခမလက်ဖိတ်လေးပဲဒီရေရာပြီးမှာကြာကြောင်တင်းလာအရှိရကိုလှက်ပြီးလက်ဖိတ်လေးတစုံလုံးတော့ပြီးတော့ဆူတော့အတင်လက်ဖိတ်ကြီးလေးကျွန်တော်ငွေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေစီမံပြေးဘူးကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်မှာငွေကြီးနဲ့ပတ်သက်တဲ့ဟာတွေပိတ်ဆိုပြီးရတဲ့ရတဲ့ကိစ္စတွေမရဘူးခက်ခဲတွေဖြစ်နေတယ်ဒါကြောင့် ဒီခက်ခဲဒီအမြန်ဆုံးအဆင်ပြေအောင်အတင်လပိတ်လေးကကုညီဆောက်ရတော်မူပါဆိုတဲ့အကြောင်းတင်းနှလာအရှိရကိုလက်လပိတ်လေးဒဇွန်တော့တောက်ပြီးတော့စူတောင်းခြင်းအဖြစ်တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိတယ်နောက်ကိုနေနီးနေစားတတ်တဲ့စိတ်အာဒီချိန်မှာခမတင်းတို့ငွေနေသားသမီးကစိတ်နဲ့လူနဲ့မကပ်ဘူးအာလှုပ်လှုပ်နေတာတနည်းအားစိတ်ကတနည်းအားအာစိတ်နဲ့လူနဲ့မကပ်တတ်ဘဲနဲ့ ခင်ဗျဒီလုံငါတတိယရတယ်ဟိုကနှစ်သိရတယ်လုံငါပေါ်တယ်ဟိုဘက်ကသွားခြင်းနဲ့ဒီလုတ်ကိုလုံနေတယ်ဟိုဘက်ကသွားခြင်းနဲ့ဒီအိမ်မှာနေတယ်ဟိုဘက်ကပြေးခြင်းနဲ့အဲ့ဒီလိုစိတ်နဲ့ပတ်သက်တဲ့မတိကျင်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်လေးလပိုင်းမှာတနည်းငယ်သာသမီအားလုံးတို့ဒီအင်္ဂါတောင်းအရှိတောင်းတောင်းနဲ့ကုနာလက်ဖိတ်လေးကိုသုံးတော့တောက်ပြီးမှစူတောင်းလွဲချုံနေသောကြနေသောစိတ်ဓာတ်များနော်လွဲကြုံနေသောကိစ္စများစိတ်နဲ့လူနဲ့မကတ်တဲ့ကိစ္စများအများဆုံးစိတ်နဲ့လူနဲ့ကတ်ပြီးလွဲကြုံနေတဲ့ကိစ္စများ ပြန်လဲဆက်မိပြီးတော့เนาะအဲ့ဒါပိတ်ဆိုနေတဲ့ငွေချင်းများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသားအင်္ဂါတောင်းအရှိတောင်းတောင်းကိုလက်တင်းငွေနေသားသမီးတို့ဒီလေးလာပိတ်မှာစိတ်တက်တီကြနေတယ်စိတ်နဲ့ပတ်သက်တဲ့လူဆန္ဒတွေမပြေဘူးတခုခုလိုချင်နေတယ်ဆိုရင်တော့အင်္ဂါတောင်းအရှိတောင်းတောင်းလက်ပြီးတော့လက်ပိတ်လေးတစ်စုံတော့သားအောင်ပြီးမှစုတော့သိကျမ်းသာပြောချင်မှုများနဲ့ပိတ်ဆိုနေတဲ့ငွေချင်းများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာเนาะဒီအချိန်မှာတင်းငွေနေသားသမီးများလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာ အဲလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာဓာတ်ပြက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်နော်လူယောက်ျားတွေနဲ့ပတ်သက်မှာပြောသမျှသူသမျှအသိအစင်မပြေတတ်ဘူးလူတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအသိအစင်မပြေတတ်ပါဘူးဗျာဝါဒတာဖြစ်နေတာတောဆူတောင်းတောင်းဆူမြောက်ရှေ့ဆူနောက်အဲ့လိုမျိုးဖြစ်တယ်လို့ကိုရင်ကိုရကိုမိသားစုမှလည်းမနေချင်ဘူးအပြင်ကိုလိုက်ရလိုက်ရလိုက်ရနဲ့ထွက်နေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ပိတ်ဆိုနေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့တနေ့မနေ့သားသမီးများဒီလေးလာတိုင်းမှာလူယောက်ျားတွေနဲ့ပတ်သက်လို့အခက်အခဲဖြစ်လို့ရှိရင်တော့เนาะကျွန်တော်တို့က ပတ်စံလေးကိုကိုင်းတောက်ကြမြောက်ရက်ကိုလှည့်ပြီးတော့စူးတော့အတင်းပတ်စံလေးရင်အတင်းငွေလေးရင်အိမ်မှာရှိတဲ့လူယောက်ျားကလုံးမလုပ်ဘူးလုံးမှဖြစ်မှာအလုပ်တော့လုပ်ပါရဲ့ပတ်စံမဖြစ်ဘူးပတ်စံမှဖြစ်မှာအိမ်မကပ်ဘူးအဲရက်တီတောက်နေတယ်အပြင်လဲရဲသွားနေပြဿနာဖြစ်ရင်သွားမှာဒါကြောင့်ပြဿနာဖြစ်ရင်ငွေကုန်ကြေးရိုက်များပြီးဒုက္ခရောက်တော့မှာဒါကြောင့်အိမ်မှာရှိတဲ့လူယောက်ျားကိုရင်ကိုရာကိုမိသားစုမှာနေမယ်ကိုလုံငန်းမှာပြောပြချင်းနေပြီးရရှိလာတဲ့အကျိုးခံစားမှုတွေပြုတ်တက်တက်ကြွကြကြိုးစားပြီးတော့ ရကြည်ခံလိုက်တဲ့တီးပွင့်တွေအိမ်မမိသားစုမှာမျှဝေသုံးသွင်းခြင်းဖြင့်အစီအပါသေးကြောင်းတောက်ကြမျှရကိုလည်းပဒဏ်လေးကိုင်းပြီးမှဆူတောင်းခြင်းအဖြစ်တင်းတို့မှာပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ဓာတ်ပြည့်နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတင်းတို့ငွေနေသားသမီးများဒီချိန်မှာဓာတ်ပြည့်နေတော့တောက်ကြမျှရကိုလည်းပဒဏ်လေးကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်ပြည့်နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် နော်ဒီချိန်မှာတင်နမဏီသားသမီးကမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမင်းနေရလှုပ်ကျင်တာဇွတ်လှုပ်နေတဲ့ဘေးရကြီးနဲ့ရွှေကောင်းမြောင်မြောင်ဝင်းအောင်မင်းနဲ့ပတ်သက်မှာငွေကြီးနဲ့ပတ်သက်တဲ့လက်စားမှုငွေကြီးနဲ့ပတ်သက်တဲ့လိန်ကျဲမှုမင်းလိုတတ်မှတ်ထားတဲ့လူဘာမင်းဖြစ်ဖြစ်ဆရာလိုတတ်မှတ်ထားတဲ့လူရဲ့ငွေကြီးနဲ့ပတ်သက်တဲ့လိန်လယ်မှုငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲပြဿနာတက်မှုတွေကြုံတွေ့နေရပါတယ်။နော်အာရမျိုးတွေကြုံတွေ့နေရတဲ့ကာလဖြစ်မင်းနေဓာတ်ပြက်နေတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်တနေ့နေ့ကနေသာသမီမင်းအားလုံးတို့ဒီတစ်ခုခုဓာတ်ပြက်နေပြီးစူပါစို့ ြာဥတော့နောက်မြောက်တော့လက်ဖျောက်နိုင်မီလေးကိုထွန်းပြီးမှသူတော်အတင်ဖျောက်နိုင်မီလေးရဲ့အမင်းနေရာဓာတ်ပြက်နေတယ်ပညာကြီးနဲ့ပတ်သက်တဲ့ဓာတ်ပြက်နေတယ်အပြောင်းရွှေ့နဲ့ပတ်သက်လို့ဓာတ်ပြက်နေတယ်နောက်မြေယာတွေနဲ့ပတ်သက်တဲ့ဓာတ်ပြက်တယ်မြေယာတွေတိတ်နေဗျာပြီးတော့ခမရကျူးကျော်တွေကိုဖဲဖဲပြီးကျူးကျော်နေရာတွေကိုသူတို့ဝိုင်းခွက်တွေရိုက်ပြီးပြန်ပြီးတော့အဲ့ဒါကြတော့ကျူးကျော်မဟုတ်ဘူးလားဟမ်အာပုံသံခွန်းထဲမှာနေတယ်ခမတို့ပုံသံခွန်းထဲမှာမနေနဲ့ဆိုပြီးသူတို့ကဖျက်ပြလိုက်တယ်ဖျက်ပြီးသူတို့ကအိမ်မွေးနေလို့ပြီးတော့စောင့်နေဗျာရောအကုတ်ပိုင်းခမရဟောပါ ပြည်သူပြည်သားတွေအောက်လက်ငယ်သားတွေကတော့ခမကိုကိုကမဲတဲ့ကာလမှုတွေဖြစ်ပါတယ်။ဝိုင်းနေဆိုရင်ကိုဝိုင်းကိုအတဝိုင်းလုပ်တယ်။အတဝိုင်းကိုခမတဝက်ပဲပြီးတယ်ဗျာ။ပြီး40 30ပြီးတဝက်ကသူတို့ယူသွားတယ်။ဟမ်အဲ့လိုမျိုးတွေနှစ်ဝိုင်းရှိတယ်နှစ်ဝိုင်းလည်းတဝိုင်းများသုံးဝိုင်းရှိတယ်တဝိုင်းများငါးဝိုင်းရှိတယ်ဆယ်ဝိုင်းရှိတယ်တဝိုင်းများရပြီးသူတို့ကလုံးသမျှကန်သမျှမြင်းမြင်းနဲ့ပတ်သက်ပြီးတော့ခမဟောပေါ့ဟိုမတရားလုပ်မှုတွေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမတရားလုပ်မှုတွေသက်တိုက်ကြုံတွေ့နေတာဖြစ်တယ်မင်းနေဓာတ်ပြက်နေတာပါဗျာ ီဘွားမှာတော့ကောင်းသားမှာပဲနောက်အပယ်လေးပုံမှာတော့ခင်ဗျာတန်တရားမှာတော့မလာတော့ဘူးဟနာဟမ်ဝိပတိတရား၈ပါးတဲ့ယသနာတရား၄ပါးခင်ဗျာလူမရှိတဲ့အရာပညာမရှိတဲ့အရာနော်ဟောပေါ့ဆရာမရှိတဲ့အရာသမားတို့မရှိတဲ့အရာခင်ဗျာနိုင်ငံမဲတွေရက်တွေမှာလူပြရမယ်လူတွေဖြစ်နေတာဖြစ်တဲ့အတွက်မင်းနေဓာတ်ပြည့်နေတာပါဒါကြောင့်ပြည့်ပြည့်နေဓာတ်နေအစဉ်ပြေညောရာဟုတောင်းနောက်မြောက်တောင်းလက်ရောက်နိုင်မိလေးကိုထုံးအောင်ပြီးမှဆူတောင်းအဲ့ဒါထုံးလိုက်ခြင်းအပြင်ပိတ်ဆိုနေတဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စများ အပြောင်းအကျေးရာထူးထွေးများမြေယာနဲ့ပတ်သက်တဲ့ကိစ္စများနော်အလူဒါနာတွေနဲ့မင်္ဂလာတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်းနော်လောကချမ်းသာရေရာများအရာတနည်းစားအော်တပတ်တလားစားများတင်ပြပေးပါတယ်နော်ကိုသွားတဲ့ခီကိုပြောတဲ့စကားအမှန်သွားကျင်တို့သွားခွင့်ပြောကျင်တို့ပြောခွင့်မရဘူးဒီချင်းဟာတဏ္ဍာကတ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ခီစကားနဲ့ပတ်သက်တဲ့နောက်ဆုံးအချိန်ဖြစ်ပါတယ်ဝေးတဲ့နေရာတွေမှာပြဿနာဖြစ်ဘူးနီးတဲ့နေရာမှာဖြစ်တဲ့မြို့နားမှာနီးတဲ့မြို့နယ်14မိုင်ပါဝန်းကျင်လောက်မှာဆိုရင်တော့ပြဿနာတွေဖြစ်တတ်တယ် မြို့နယ်နေတဲ့မြို့မှာဖမ်းသိခံရမယ်အဲဝေးတဲ့နေရာတွေမသွားရဘူးသွားရင်ဖမ်းရင်ဒီမှာကြောက်လို့မဖမ်းဘူးအဲကိုကိုနေသက်တဲ့နေရာအင်ကျက်ချင်းခုတ်တယ်လို့ပဲကိုမြို့နယ်ပတ်သက်တဲ့နေနဲ့ဆက်တဲ့မှာရောင်းတော့ကြောင်းကြောင်းတော့မသွားနဲ့သွားတဲ့တိလာတိစားတိနဲ့သွားမလိုအပ်တဲ့နေရာတွေမသွားနဲ့အလူဒါနာတွေမသွားနဲ့ငယ်ရွယ်တဲ့လူတွေစူပေါင်းပြီးတော့မနေနဲ့နော်တယောက်တည်းဒီကြလေးနေပြီးအေးစစ်စစ်ကိုရင်ကိုရကိုမိသားစုမှာနေချင်းဖြစ်ခီးစကားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်ကြကြမှာဖြစ်ပါတယ် လက်ရလက်လုံတော့ဒီဒီမှာဖန်းသိခါမှာဖိုင်းလေဘယ်ရောက်မှမသိရောက်ခဲ့တဲ့နေရာတိရင်ဆိုတော့ပတ်သက်ပြရတော့မှာအကုံဒုက္ခဖြစ်တဲ့ကာလမျိုးပါဗျာတော်တော်ပါပြီးရရည်မြလူအကုံဒုက္ခပေးတတ်တယ်ဗျို့အဲအဲကြောင့်ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစီအမင်းခုနလက်ဖက်ရည်လေးဘုဒ္ဓတောင်ရကိုလှည့်ပြီးတစုံလောက်တော့အတင်လက်ဖက်ရည်လေးရဲ့အာကျွန်တော်သွားခြင်းနဲ့ခီးကျွန်တော်ပြောခြင်းနဲ့စကားတွေအောင်းမြင်ခြင်းနဲ့ကျွန်တော်သွားတဲ့ခီးတွေမှာကျွန်တော်အနောက်ချင်းအဟန္တာတွေပြင်ဝေးပြီးပြဿနာတွေကင်းခြင်းနဲ့ ကျွန်တော်ပြောတဲ့စကားတွေအောင်မြင်ကြကြပြီးကျွန်တော်လုံးဝမပြောသမျှသုသမျှလေးတွေအသိပြခြင်းနေဗျာဒါကြောင့်လွဲချုံနေတဲ့ကိစ္စလေးတွေအန်ဒရီကင်းအောင်လို့ကျွန်တော်အတင်လက်ဖက်လေးကဗုဒ္ဓတောင်ရမှာလှည့်ပြီးတော့အတင်လက်ဖက်လေးကကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းတောင်ဘက်ကိုလှည့်ပြီးမှလက်ဖက်လေးတောက်မယ်ဆိုလို့ရှိရင်ကျွန်တော်မှာပိတ်ဆို့နေတဲ့နော်ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်ဒီကျိန်းနဲ့ပြည်နယ်တွေနဲ့ပတ်သက်တဲ့အားကောင်းတဲ့ပြည်မတွေအားမကောင်းမှုနိုင်ငံကျသူများနိုင်ငံတွေအားကောင်းတဲ့ကိုယ်နိုင်ငံအားမကောင်းမှု သူများမင်းနေရအချင်းပြပြီးကိုယ်နိုင်ငံမင်းရတော့အပြောစုပြစ်တင်ရှုံ့ချဝေခံပြီးတော့ခံနေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ရိုးရာတွေပြည့်နေပါတယ်ဒီချိန်မှာအဆုလိုက်ပြုံလိုက်အဲဒေတတဲ့အဆုလိုက်ပြုံလိုက်ပြဿနာဖြစ်တတ်တယ်အထူးသဖြင့်လူယောက်ျားများစုစုဝေးအလူဒါနာဒါမှမဟုတ်လူယောက်ျားတွေစုနေရင်တော့ပြဿနာဖြစ်တတ်ပါတယ်ဗျာလူယောက်ျားတွေကြမှာမိမတွေညအဲပြဿနာမရှိဘူးအဲလူယောက်ျားနဲ့မိမနဲ့တွဲနေရင်ပြဿနာမရှိဘူးအဲလူယောက်ျားစုစုတွေစုမိရင်တော့ ပြဿနာတခုခုပေါ်တော့မယ်လို့ဒါမှပါဗျာကိုရင်ကိုရကိုမိသားစုကိုလုံငန်းမာပြဿနာမရှိဘူးဘလို့နေနေအပြင်ရောင်းတော့တော့ကြောင်းတော့နေတော့ခင်ဗျာပြဿနာတက်ပြီဆိုတော့မှတ်ပါတော့ဒါကြောင့်ရိုးရဖို့မတို့ရာကြောင်မှာဖြစ်ပါတယ်ဗျာရိုးရလေးနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာခုနလက်ဖက်လေးပဲကြာသာပရိအနောက်ရကိုလှက်လှက်ပြီးတော့လက်ဖက်ကြီးတစ်စွန်းလောက်တော့အတင်လက်ဖက်ကြီးဒီအကြောရိုးရဖို့လို့တို့ရကြောချင်းနေအမှုခင်းပြဿနာတွေဝေ့ချင်းနေရွှေတွေငွေတွေဝင်ချင်းနေအလူဒါနာတွေပြုစုချင်းနေဒါကြောင့်အတင်လက်ဖက်ကြီး လီလေးကကိုကြီးစောင့်ကြောက်တုံမူ वा ဆိုတဲ့အကြောင်းဂျာသာပရိအနောက်ရကိုလည်းလပိတ်လေးတောက်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့လေးလာပိုင်းမှာတနုကနေသားသမီးများအမှုခွင့်ပြဿနာများဝူးကွာပြီးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကျောင်းလေးလာပိုင်းမှာတနုကနေသားသမီးများကံကောင်းသေးတဲ့ကဏ္ဍနေပေါ့ဗျာအဲကဏ္ဍနေရခမ၅တို့၂တို့၆တို့အားကောင်းနေပြုအဲကြောင့်ခမဒီကံလေးတွေစားမယ်၅တို့၂တို့၆တို့ပါတဲ့ အကန့်လေးတွေစမယ်ဆိုရင်အောင်မလေးဒီကိုနောက်ရက်ကိုလည်းရေလေးတောက်ပြီးမှစူတောင်းချင်းဖြစ်တင်းတို့မှာထီကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်တို့လေးလာပိုင်းတွင်မှာတင်းငွနီသားသမီးများအတွက်အထူးရေရီယာအာလောကချမ်းသာရေရီယာတွေအပြင်အလောက်ကမကောင်းရင်တင်းငွအရာဥတော်အနောက်မြောက်တောင်လည်းလက်ပိတ်လေးသူစုံလောက်တောက်ပြီးစူတောင်း။ဝေကြီးနဲ့ပတ်သက်တဲ့ကိစ္စတင်းငွနီသားမီးကလောကချမ်းသာရေရီယာအရာပြောရင်တော့တင်းလာအရှိရာကိုလည်းလက်ပိတ်လေးတောက်ပြီးတော့စူတောင်း။စိတ်တည်ညစ်နေလားစိတ်တည်ချမ်းသာနေလားတခုခုလိုချင်သလား။ လိုချင်တယ်ဆိုတော့အင်္ကာတော့အရှိတောင်တော့လှည့်ပြီးတော့လက်ဖိတ်လေးသူသုံးလောက်တောက်ပြီးမှဆိုတော့နော်လွဲချုံနေရလားဟိုသွားတယ်လာတယ်ဒီမှာပြဿနာဖြစ်မှကြောက်တာလားစိတ်ထဲမှာမသူမတန်ဖြစ်နေလားတခုခုလွဲချုံနေတော့ခံစားလားဗုဒ္ဓတောင်ရက်ကိုလှည့်လက်ဖိတ်လေးတောက်ပြီးမှဆိုတော့နော်ပြဿနာကြီးဖြစ်မှကြောက်လားဖန်စီဖြစ်မှကြောက်တလားနော်ငွေတွေဆုလိုက်ပြုံလိုက်လူချင်တာလားလူချင်တာလားရိုးရတွေဖော်လို့ဒူးရကြောချင်တာလားကြာတာပရိအနောက်ရက်ကိုလှည့်ပြီးလက်ဖိတ်လေးသူသုံးလောက်တောက်လိုက်သမှာဗျာတင်းတို့မှာပိတ်ဆူနေတဲ့ တနေ့ငွေနေသားသမီးတွေနဲ့ပတ်သက်တဲ့လေးလပိုင်းကံကြမ္မာကတော့ခမရတော်တော်များများတနေ့ငွေနေအားကောင်းတဲ့ကာလမဖြစ်ဖြစ်တိုးစုံတိုးစုံမလုံနဲ့လုံချင်လာလို့ဒေကာမဒေရောချတာချချရင်ခမရအောင်မြင်ကြောကြမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရိုးရဖို့ကြံနေရနေပြီလောကချမ်းသာတက်လာတဲ့ကြေရယာများကိုကျွန်တော်တို့တင်ပြပေးပါပါရဗျာဒါကြောင့်ကျွန်တော်တို့ရိုးရဖို့ကြံနေမှာကြီးတဲ့အာတက်လာတာငါလာဟောလောကချမ်းသာတက်လာတာများအဲ့ဒါလေးလပိုင်း2025ရဲ့ တက်လာတာကံကြမ်းမန်းကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်ပါဗျာ